မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလယ်ကူးမြို့နယ်အောင်မင်္ဂလာရက်ွက်ရုံးကိုပြင်းအားမြင့်တဲ့မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က August 30ရက်နေ့ညနေ6:30မိနစ်အချိန်မှာလယ်ကူးမြို့နယ်အောင်မင်္ဂလာရက်ွက်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးလက်အောက်ခံအုပ်ချုပ်ရေးမှုရုံးမှာ အုတ်ကြီးနဲ့လူမိုက်အဖွဲ့များအဝင်ထွက်ပြစ်လုံနေတဲ့အချိန်ပြင်းအားမြင့်တဲ့မိုင်းနှလုံးနဲ့ဖောက်ခွဲတက်ခိုက်ခဲ့ရာထိခိုက်မှုရှိပြီးတော့နောက်ဆက်တွဲအသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ထိခိုက်မှုရှိတာကတော့ကျင်းသေးတယ်မိုင်းကိုရုံးဝင်ထွက်လမ်းမှာတဲပြီးတော့ကိုစော်ခဲ့တာအဲ့ဒီရုံးမှာကဇိုးတွေများတယ် နောက်ဆိုရင်ကျွန်တော်တို့ဒီထက်ပိုပြီးတော့လုံနိုင်အောင်လို့ UG မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စီစဉ်နေပါတယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အဲ့ဒီရုံထဲမှာနေထိုင်တဲ့အချမ်းစစ်ခွေးလက်အောက်ခံအုတ်ကြီးနဲ့လူမိုက်အဖွဲ့ဟာတရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရွယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းလိုအပ်တဲ့နေရာများကိုရောင်းစားပြီးလူကုန်ကူးခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မိုင်းခွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအချမ်းစစ်ခွေးတက်ကပြုတ်လုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လုတ်ကင်နေသူမျိုး များအလုံးကိုဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်အာမေကအသိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်ကျုပ်ပင်ကျေးရွာမှာရှိတဲ့ရွာဦးဖုန်ကြီးเจ้าမှာစွန်းလောင်းရေစက်ချပွဲပြုလုပ်နေတဲ့အချိန် စစ်ခွေးတပ်ကဘုံကြီးចောင်းသားတွေကိုစစ်မှုထမ်းခိုင်းရန်အတွက်ဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့လူငယ်၄ဦးအဖမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ30ရက်နေ့မှာဝါရင်းကာလဥပုံနေ့ဖြစ်တဲ့အတွက်ရေနံချောင်းမြို့နယ်ဂျုတ်ပင်ရွာရွာဦးဘုံကြီးចောင်းမှာစိုးလောင်းရေစက်ချဝဲပြုတ်လုခဲ့တယ်လို့သိရပါတယ်။အခုလိုပြုတ်လုနေတဲ့အချိန်မှာရေနံချောင်းမြို့နယ်လက်မှတ်ကုန်းနေမြေရဲဆန်းက ရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ဦးစီးတဲ့စစ်ခွေးတွေနဲ့ရဲခွေးတွေကရွာသားတအုပ်ကိုခေါ်ဆောင်လာပြီးတော့ဘုံကြီးเจ้าမှာပြုတ်လုံနေတဲ့စွန်းလောင်းရေစက်ချပွဲမှာပါဝင်နေတယ်ဘုံကြီးเจ้าသားတွေကိုဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုဖမ်းဆီးမှုကြောင့်စွန်းလောင်းရေစက်ချပွဲဟာရွတ်ရွတ်တဲတဲဖြစ်သွားပြီးတော့ဘုံကြီးเจ้าသားများဟာလည်းထွက်ပြေးကြရတယ်လို့သိရပါတယ်ရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ဦးစီးတဲ့အဖွဲ့က ဖုန်ကြီးចောင်းသား၄ဦးကိုစစ်မှုထမ်းဖို့အတွက်အသက်ပြည့်တယ်ဆိုပြီးဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ဂျေးရွာနဲ့ဖုန်ကြီးများကဖမ်းဆီးခံရတဲ့လူငယ်များရဲ့မိဘများနဲ့အတူလိုက်လံပြီးတော့ရွေးထုတ်ရမှာပတ်စံပေးပြီးတော့ပြန်လဲရွေးယူနိုင်တဲ့လူငယ်၃ဦးကတော့ပြန်လဲလွတ်မြောက်လာခဲ့တယ်လို့သိရပါဗါတယ်။ရွာဦးចောင်းမှာစွန်းလောင်းရေစက်ချပွဲလုပ်နေတော့ဝင်ဖမ်းတာဖုန်ကြီးចောင်းသား၄ယောက်ကတော့အသက်ပြည့်တယ်ဆိုပြီးတော့ဖမ်းခံလိုက်ရတယ်။ဖုန်ကြီးတွေနဲ့ဖမ်းခံရတဲ့ကလေးတွေရဲ့မိဘတွေက လိုက်ထုတ်တာမှာ၃ယောက်ကတော့ပတ်စံပေးလိုက်လို့ပြန်လွတ်လာတယ်။တယောက်ကတော့မလွတ်ဘူးလို့ဂျေးရွာသားတအုပ်ကရှင်းပြထားပါတယ်။ရေနံချောင်းမြို့နယ်မှာလက်မှတ်ကုန်းဒင်းမြေရဲစခန်းကရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ဟာရေနံချောင်းမြို့နယ်အတွင်းမှာရှိတဲ့ဂျေးရွာများအတွင်းအခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးခြင်းနဲ့ငွေငယ်ချင်းများကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုနှစ်ဧပြီလ23ရက်နေ့ညနေပိုင်းကလည်းရဲအုပ်ချမ်းမြေအောင်ကရေနံချောင်းမြို့နယ်36ဂျေးရွာကလူငယ်2ဦးဖြစ်တဲ့ကိုစေကိုတရုတ်ကလေးခေါ် ကိုဇော်ထက်အောင်တို့ကိုနေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့အတင်းကျဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးရမှာဘာပြစ်မှုမှကျူးလွန်ထားခြင်းမရှိဘဲနဲ့စစ်မှုထမ်းခိုင်းရတဲ့အတွက်အဓိကဥတည်ပြီးတော့ရည်ရွယ်ချက်ရှိရှိကိုဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ရဲစခန်းမှုချမ်းမြေအောင်ကစစ်မှုထမ်းတပ်သားတဲ့များစုဆောင်းခြင်းတပ်သားတဲ့ဖြစ်တဲ့စစ်မှုမထမ်းလိုပါကပတ်စံပေးရန်ချင်းချောက်တောင်းခံခြင်းရေနံချောင်းပင်းချောင်းဒရဂိတ်မှာဂိတ်ချပြီးတော့လမ်းကောင်းလမ်းလာပြည်သူများကိုငွေညှစ်ခြင်း ဟန်စီရိုက်နှက်ချင်းများကိုလှုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ရေနံကျောင်းမြို့နယ်ကနေမြေကန်တပ်များကလည်းကြေးရွာများဘက်ကိုစစ်ကြောင်းထိုးပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။ကြေးရွာများမှာလူငယ်များကိုဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက်ရေနံကျောင်းမြို့ပေါ်မှာစစ်မှုထမ်းတပ်သားတဲ့လူစားထိုးအယောင်ဝယ်ဈေးကွက်ဟာလည်းစစ်တပ်ရဲနဲ့မြို့နယ်ကြေးရွာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့ရောင်းချမှုများလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများထံကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပခုတ်ကူမြို့နယ်ညောင်ချင်းပင်ပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို drone နဲ့28ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ရာစစ်ခွေးဘက်ကတအုပ်သေးဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ29ရက်နေ့မွန်လယ်တနားရီလောက်မှာပခုတ်ကူမြို့နယ်ညောင်ချင်းပင်ပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့28ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုဘုံကျဲတိုက်မှုအတွင်အချမ်းဖတ်စစ်ခွေးဘက်ကတအုပ်သေးဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးတော့ပြူစောတိခေါင်းဆောင်တင်ကန်းဝတ်ဝါယမဟာတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်နေပြည်တော်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်ကျွန်တော်တို့အညာမြေတပ်ပေါင်းစုရဲ့ drone team ဖွဲ့စည်းပြီးတဲ့နောက်ပထမအဦးဆုံးပွဲဥထွက် mission လုပ်ခဲ့တာပေါ့အဲ့ဒီညောင်ချစ်ပင်ပြူစောတိရွာမှာကပြူစောတိကရုံဝါယမနဲ့ပြူခွေးစစ်ခွေးတွေပူပေါင်းအင်အားတရာလောက်တပ်ဆွဲထားပါတယ်ကျွန်တော်တို့ကျဲချခဲ့တဲ့ဘုံတွေကဝါယမရဲ့အကြောင်းပေါ်ကိုလေးလုံးကြတယ်အခြားဘုံတွေက ညောင်ချင်းပင်ပြူစောတိရွာမှာရှိတဲ့ဘန်ကားတွေစစ်ခွေးတန်းရတွေဘောကိုကြားရောက်ပေါက်ခွဲတယ်စစ်ခွေးတကောင်တွေပြီးတော့ထိခိုက်ဒဏ်ရာရတာများပါတယ်အသေးစိတ်အခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေသေးပါပြူစောတိခေါင်းဆောင်ဝါယမဂရုံးကတော့ဘုံကြီးเจ้าမှာဆက်မနေရဲတော့ပဲနဲ့လေပြည်တော်ကိုထွက်ပြေးသွားတယ်လို့သိရတယ်လို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုအညာမြေတပ်ပေါင်းစု drone team အဖွဲ့နဲ့အတူအလင်းနှံပြောက်ကြားတပ်ဖွဲ့ PRPDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကမူရည်စေဝါတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကစီမံချက်နဲ့ရောက်လာပြီးမယ်မူရည်ကြော်စောတွေကိုတော့မဖမ်းမဲနဲ့ဟန်ပြသားဆစ်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AOD တိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာဩဂတ်စ်လ28ရက်နေ့ကနေစတင်ကမူရည်စေဝါတုံးဆွဲမှုရှော့ချရေးအတွက်ဆိုပြီးတော့နေပြည်တော်ကမူရည်စေဝါတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့တွေရောက်လာပြီးတော့စီမံချက်နဲ့ဆစ်ဆီးရေးဂိတ်တွေမှာဖမ်းဆီးဆစ်ဆီးတာတွေကိုပြုလုပ်နေပြီးမယ် မိုးရင်းနဲ့ကြော်စောတဲ့သူတွေကိုတော့နယ်မြေကန်ရဲတပ်ဖွဲ့ကကာပေးထားတယ်လို့သိရပါတယ်။စီမံချက်အဖြစ်မိုးရင်းဆေးရှာဖွေဖမ်းဆီးဖို့နေပြည်တော်ကရဲတပ်ဖွဲ့ကရဲတချို့ရောက်လာတယ်လို့သိရပြီးတော့စစ်ဆေးရေးဂိတ်တွေမှာအဖွဲ့စုံကစိုင်းကယ်တွေရဲ့တူးပေါက်တွေကိုလှန်စစ်တာနဲ့ကားတွေကိုဆက်ဆေးတာတွေဟန်ပြလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ နေပြည်တော်ကနေပြီးတော့တနိုင်ငံလုံးစီမံချက်နဲ့လှုပ်တာတဲ့ဂိတ်တွေမှာစစ်ဆေးတာပေါ့ပုံမှန်လုံရုပ်လုံစင်အတိုင်းမှာပဲအုပ်ကြီးတွေပြူတွေရဲတွေနဲ့ဓာတ်ပုံရိုက်ဘာညာနဲ့နေတိုင်းလိုလိုမနက်ပိုင်းမှာအစစ်ဆေးတွေလုပ်နေတယ်လို့ကာသမတုတ်ကပြောပြထားပါတယ်နေပြည်တော်ကမူရစေဝါနှိမ့်နေရေးရဲတပ်ဖွဲ့ကတရားဝင်လိုင်းကြီးပေးပြီးတော့စေးရောင်းနေတဲ့သူတွေနဲ့ KTV ဘားတွေမှာတုံးဆွဲနေတာတွေကိုဖမ်းဆီးတာမျိုးမလုပ်ပဲရက်ကွက်ထဲကစေးသုံးသူတချို့ကသာဖမ်းဆီးနေတယ်လို့သိရပါတယ်လိုင်းကြီးပေးထားတဲ့တကယ့် ်ခေါင်းကြီးတွေကိုကြတော့နေမြေကန်နေရင်းတွေကကာပေးထားပါတယ်အဲ့ဒီလူတွေကိုမဖမ်းဘူးဘာမှမဟုတ်တဲ့ဟာလေးတွေကိုဝင်ဆက်ဝင်ဖမ်းတာတွေလုပ်နေတယ်လို့နောက်ထပ်ဒေသခံတအုပ်ကအတိအပြုပြောကြားထားပါတယ်အမှတ်ဆက်3ရက်ကွာစံပြ9လမ်းစံပြတိုးချက်1လမ်းမှာမူရစေရောင်းဝယ်ဖောက်ကားမှုဒဏ်ကြီးတွေရှိတယ်လို့ကြော်စုံနေပေမယ့်နေမြေကန်ရဲတပ်ဖွဲ့တွေကကာပေးထားတာကြောင့်ဖမ်းဆီးစစ်ဆေးတာတွေမရှိဘူးလို့ဆိုပါတယ် ပတ်သိမ်မြို့မှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကသူတို့ကိုယ်တိုင်တုံးဆွဲတာဖြန့်ဖြူးတာတွေကိုလုပ်နေတာကြောင့်ចောင်းသားတွေပါဆေးဆွဲတာတွေဖြစ်နေပြီးမိဘတွေကပါစိတ်တော့ကအတော်ရောက်နေကြရတယ်လို့ဒေသခံတွေရဲ့တိုင်ကြားချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ24ရက်နေ့ကကင်မလင်းကျွန်းလမ်းဆောင်ဘေးမှာစိတ်ကြွယူသွဆေးပြား WY အပြား1800ပါတဲ့အ내ရောင်ကျွတ်ကျွတ်အိတ်တလုံးကိုပိုင်ရှင်မဲအဖြစ်နဲ့ရဲတပ်ဖွဲ့ကတင်းစီရမိခဲ့တဲ့အဖြစ်လည်းရှိခဲ့ဘူးကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။ တရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နိုင်စင်တဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲမြို့နယ်မှာစစ်ခွေးတပ်ကလေရင်နဲ့ဗုံးကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ30ရက်နေ့ည9:48မိနစ်အချိန်ည9:50မိနစ်အချိန်တို့မှာကြောင်မဲမြို့နယ်နားခေါ်ချေးရွာအတွင်းကိုပေါင်250ဗုံးနှလုံးနဲ့ကျဲချခဲ့ပြီးတော့၎င်းဗုံးကျဲချမှုကြောင့်နေအိမ်၄လုံးပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမျိုးပေါ်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခတ်မှုများကိုလည်းဇက်တိုက်ဆိုးသလိုလှုံ့ဆော်နေရာပြည်သူများထိခိုက်ဒေဆုံးမှုများဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါဗျာ ဩဂတ်စ29ရက်နေ့ကစစ်ခွေးတပ်များဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြောင်မဲမြို့နယ်မိုင်းလုံမြို့ပန်တပြေချေးရွာအတွင်းကိုပေါင်250ဘုံ၄လုံးနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်သီလရှင်တန်ဃာတော်နဲ့ပြည်သူလူထုများဒေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၄လုံးကျောင်းဆောင်၅ဆောင်ဓမ္မယုံတယုံတို့ဘုံစာထိမှန်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ29ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ် ခိုက်တုံဟုံကြီးရွာကိုအချမ်းမဆက်တကလက်နဲ့ကြီးနဲ့ပြစ်ခတ်ခဲ့ရာလက်နဲ့ကြီးကြီးထိမှန်ပြီးတော့အသက်52နှစ်အရွယ်စစ်ဘေးရှောင်ဦးဆုံးမောင်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ24ရက်နေ့မွန်လွယ်ပိုင်းမှာကြောင်မဲမြို့နယ်လုံချိန်ကြောင်ကုန်းကြီးရွာကိုစစ်ခွေးတက်ကလေရင်နဲ့ပေါင်900ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ2ဦးတိတ်ဆုံးခဲ့သေးတယ်လို့သိရပါတယ်။ဩဂတ်စ်လ21ရက်နေ့မှာလည်းကြောင်မဲမြို့နယ်ကိုစစ်ခွေးတက်ကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့လေကြောင်းကနေပေါင်950ဘုံနှလုံးနဲ့လက်နဲ့ကြီး71လုံးလို့ပြစ်ခတ်တက်ခတ်မှုကြောင့် ပြည်သူလူထုတွေရဲ့နေအိမ်၆လုံးဘုံးစားထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ20ရက်နေ့မှာကြောင်မဲမြို့နယ်ပင်တီးကျေးရွာပင်တီးဖုံးတော်ကြီးအကြောင်းကိုလေကြောင်းနဲ့တိုက်ခိုက်ခံရမှုကြောင့်ဆစ်ဆောင်ပြည်သူ10ဦးသေဆုံးက12ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ